မင်္ဂလာပါမောက်ဒီဗီယိုဖိုင်လေးမှာတော့ချန်ဖာဒေါအောင်ချိုးခြင်းနဲ့အီလစ်ဘဲဥပုံဆွဲတဲ့ကော်မန်လေးနှစ်ခုကိုပြောပြပေးမယ်ပေါ့နော်အဲ့တော့ချန်ဖာဆိုတာဘာလို့တားလဲဆိုတော့ဒေါအောင်ချိုးခြင်းနဲ့ဒေါအောင်ချိုးခြင်းဖြစ်ဖို့အတွက်ဆိုမတို့ကဒေါတစ်ခုကိုရှိနေရမယ်လေနောက်ဒီလိုမျိုးထောင်းပေါ့အဲ့တော့ဒီလိုဒေါကိုမတို့ရှိမှလေချိုးတော့ချိုးခဲ့ဘူးလေဒါပေမဲ့ဒေါအောင်တိုင်းဒဲကြီးချိုးတာမဟုတ်ဘဲနဲ့ filler ဆိုပြီး filler ဆိုရဲ comment တော့မြို့ radius တိုင်းမူရိုက်ထည့်ပြီးတော့အဝိုင်းချိုးခဲ့ပြီးတာပေါ့နော် round ပေါ့ဒါကကြတော့ တောင်းချူမှာပေါ့နော်အဲ့လိုတောင်းဆောင်းချူတဲ့နေရာမှာသူက2မျိုးရှိပါတယ် distant တန်ဖိုးရိုက်ထည့်ပြီးရချူရဲ့ distant နဲ့ချူရင်းရှိတယ်လို့ angle တန်ဖိုးပေးပြီးရချူခြင်း2မျိုးရှိပါတယ်ပထမတနည်းအနေနဲ့မှာက distant တန်ဖိုးရိုက်ထည့်တဲ့ချူနည်းကိုပြောပြပေးသွားပါမယ်အဲ့တော့ channel follow ချင်တာဖြစ်တဲ့အတွက် CA ရှိ comment and da ဒီမှာသူက option လေးတွေပေးရနော်အဲ့တော့အမတို့အခု distant နဲ့တောင်းမှာဖြစ်တဲ့အတွက်ဒီမှာရှိရဲ့ distant online click ပြီးရင်လည်းရတယ်လို့ဒီ enter လို့ရိုက်ထည့်လိုက်ရင်လည်းရပါတယ်အဲ့တော့ကိုက distance နဲ့တောင်းမှဖြစ်တဲ့အတွက် distance time လေးရိုက်ထည့်ပေးရမယ် distance time မှာတော့က2နဲ့3နဲ့ဆိုပြီးရိုက်ထည့်လိုက်မယ် first time က2 second time က3ဟုတ်ပြီအဲ့ဒါမှနောက်သူက first သူက line တွေကို select ခိုင်းပြီပထမဆုံးရိုက်ထည့်တဲ့ time က2 2ချိုးကျင်တဲ့ line ကဖဲတိုင်းနဲ့ဒီ line ကိုချိုးကျင်တာလားဒါမှမဟုတ်ဒီအောက်က is အေးစင်မှာရှိရဲ line ချိုးကျင်တာလားပေါ့နော်ဒါကကိုယ်ပေါ်မှာမူတည်ရဲ့အဲ့တော့ first line က ခုကလစ်လိုက်ပြီဆိုရင်ဒါ2ချိုးသွားမယ် line နောက် second line က3တို့ရိုက်ထည့်ခဲ့တဲ့အတွက်3တန်ကိုချိုးသွားမယ် line ပါဒါဆိုရင်ဒီ y line လေး y axis အတိုင်းရှိနေတဲ့ line လေးဟာဆိုရင်2တိုးသွားတာဖြစ်ပြီးရောဒီ x axis အတိုင်းဖြစ်နေတဲ့ဒုတိယ line လေးဟာဆိုရင်3တန်ဘူးတိုးသွားတာဖြစ်တယ်ဒါက distance တန်ဘူးပေးပြီးရော chamfer ချိုးခြင်းပဲဖြစ်ပါတယ်အော်နောက်တစ်ခုကကြတော့ခုနကပြောခဲ့တဲ့ angle တန်ဘူးပေးပြီးရောချောင်းတောင်းဆောင်းချိုးမယ်ပေါ့နော်အဲ့တော့ channel follow ဖို့အတွက် CH Anda Angle နဲ့တော့မှဖြစ်ကြတဲ့ဒီတစ်ချက်ကလေးအဲ့တော့သူက Angle နဲ့ချိုးရင်လည်းပဲ first line ကိုတော့သူ distance တိုင်ကိုရိုက်ထည့်ပြရပါတယ်အဲ့တော့ distance တိုင်ကိုအမတို့က3တို့ပြလိုက်ပါမယ်အဲ့တော့ Angle ဒုတိယ line ကကြတော့တန်ဖိုးက Angle တန်ဖိုးဖြစ်သွားပြီ Angle နဲ့ချိုးမှဖြစ်တဲ့အတွက်ကိုကဘလောက် degree စောင်းချင်တာလေးပေါ့နော်အဲ့တော့အမရ30 degree စောင်းမယ်လို့ပြောလိုက်မယ် အန်တာအဲ့တော့ first point ကိုသူက click ခိုင်းတယ်ခုနကလိုပဲပထမရိုက်ထည့်ခဲ့တဲ့တမူ3ရှိရယ်3ချိုးကျင်နေလိုင်းကဘယ် line လဲပေါ့နော်ကဲဒီ line ဆိုရင်သူတစ်ချက်ကလေးပြီးရင်ဒီ line ကဒီကနေဘလောက်ချိုးရလဲဆိုရင်30 degree ဆောင်းပြီးရောချိုးပြလိုက်တာပေါ့နော်အဲ့တော့ဒါကိုဟုတ်မဟုတ်မလို့30 degree ဟုတ်မလို့တစ်ချက်စစ်ကြည့်နေပေါ့နော်ဒီ line လေးက first value ရိုက်ထည့်လိုက်တဲ့3 2သွားတဲ့ line ဖြစ်ပြီးရောဒီ second line ကဒီကနေ ဒီကနေပေါ့နော်ဒီကနေ30 degree ဆောင်းပါတယ် line လေးဖြစ်သွားပါပေါ့နော်အဲ့တော့မတို့ dimension က angular ဆိုတာလေးကိုတစ်ချက်ယူကြည့်ပြီးရောအဲ့တော့ဒီ line နဲ့ဖိုးတက်မှာလိုက်ဒီမတို့လိုချင်တာဒီတောင်ကျင်းလေးတက်မှုလေးနော်ဒါဆိုရင် first line ကဒီကနေဒီထိက3တူသွားတာဖြစ်ပြီးရောဒီ line လေးကဒီကနေဒီကို30 degree တတိပီပီပီစောင်းပြီးတော့ချိုးပေးလိုက်တာဖြစ်တယ်။အဲ့တော့ဒါဆိုရင် distant turbo နှစ်ခုရိုက်ထည့်ပြီးရော distant turbo နဲ့ချိုးခြင်းဖြစ်ပြီးဒါက angle turbo ရိုက်ထည့်ပြီးရော chamfer စောင်းခြင်းဖြစ်ပါတယ်။ဒါက angle ဘောမူတည်ပြီးရော꿰သွားမှာပေါ့နော်။အကယ်၍ဟိုမာရာခုနကတတိမပီပဲနဲ့45ပြီးခဲ့မယ်ဆိုရင်ဒီကနေ45ဒီဂရီဆောင်းသွားရင်ဒီ line လေးကပို့တူသွားမှာပေါ့နော်ဒါသူ့ရဲ့ angle ပေါ်မှာ multi ပြီးရော distant ထွက်လာမှာပဲဖြစ်ပါတယ်ဒါကချန်ဖာတောင်ဆောင်ချူခြင်းပဲဖြစ်ပါတယ်နောက်တစ်ခုကမာရီအီလစ်ပုံဆွဲခြင်းအီလစ်ပုံဆွဲဖို့အတွက်ဆိုရင်အီလစ်ကေကွန်မန်က ELN PSC ဖြစ်တဲ့အတွက် EL and အဲ့တော့အီလစ်ပုံဆွဲခြင်းနဲ့ point ကိုအရင်ဆုံးသတ်မှတ်လိုက်မယ် axis ပေါ့ပြီးရင်သူက x direction အတိုင်းပြရတယ် x တန်ဖို့ဘလောက်လဲ ောနော်ကိုဘလောက် etymology နားလဲဆိုတန်နေရထဲလိုက်မှာပေါ့နော်တန်ဒါဆိုရင်ဒီကနေဒီစီကတန် etymology ထွက်လာပြီအဲ့ဒီ etymology ကနေ ellipse ဆွဲကျင်တာဖြစ်တဲ့အတွက်ဒီ center ပေါ့အခုဒီကဒီ pointer လေးဟာဆိုရင်ဒီ ellipse အလယ် center ကနေအပေါ်ကိုသွားထားတာလေးပေါ့နော်အဲ့ဒီမှာဒီ line လေးရှိရပေါ့အဲ့ line လေးကတဝက်ဖြစ်နေရပေါ့နော်ဒါကြောင့်လို့မှာပြောက x က30 ဝိုင်းက20ဖြစ်တဲ့ဤလေးလူချင်တာဆိုရင်အစ္စံဘူကတော့အပြေးဝကြိုက်ထည့်ပြရပါတယ်တဆင်ဆိုပြီးတော့ဝိုင်းရကြတော့20လူချင်တိုင်း20ကိုတွားရိုက်ထည့်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့စန်တာကနေစပြီးတော့တက်မှတ်ထားဖြစ်တဲ့အတွက်ကြောင့်မို့ဝိုင်းတန်ဘူကို30ပဲတိုက်ထည့်ရပါမယ်ဒါမှသာအစ္စံဘူ30ဝိုင်းတန်ဘူ20ရှိရဲ့ဤလေးပုံလေးထွက်လာမှာဖြစ်ပါတယ် ော်နောက်တစ်ခါပြန်ပြောပါမယ်မားရိုအီလစ်ပုံဆွဲတဲ့အခါမှာအစ်စတန်ဘိုးကိုအပြေးရိုက်ထည့်ပြီးဝိုင်တန်ဘိုးထည့်တဲ့အခါမှာဝိုင်တန်ဘိုးရဲ့တဝက်ကိုပဲရိုက်ထည့်ရပါမယ်အဲ့တော့ပြန်ဆွဲမယ်ပေါ့နော် E L N D A first point တမလိုက်မယ်အစ်စတန်ဘိုးက20ဝိုင်တန်ဘိုးကဒါဆိုရင်20ထက်များတဲ့တန်ဘိုးဖြစ်တင်တာပေါ့နော်30ပေါ့ဝိုင်တန်ဘိုး30ပြေးွားဆိုရင်ဒါပေမဲ့ရိုက်ထည့်ရမှာက န်တာဒါမှသာအစ္စတန်ဘူ20ဝိုင်တန်ဘူ30ရှိရဲ့ဤနည်းပုံထွက်လာမှာပဲဖြစ်ပါတယ်ဤနည်းပုံဆွဲရမှာလေသူကနှစ်မျိုးရှိရဲ့ပေါ့နော်ဒါကမတို့ဒီဤနည်းလို့ရိုက်ထည့်လိုက်ပြီးရော first point ကိုဒီကနေပြီးရဲ့ x direction ပြရတဲ့ x တန်ဘူရိုက်ပြေးွားရိုက်ထည့်တယ်ပြီးရင် y တန်ဘူတော့ရိုက်ထည့်နေပြီပေါ့နောက်တစ်ခုကကြတော့ el under ဘာနဲ့သွားမှလဲဆိုစန်တာကနေဆွဲကြတာ C and da ပြီးရင် D elite ကစန်တာကိုတက်မှတ်ခိုင်းနေပေါ့နော်အဲ့တော့တက်မှတ်တက်မှတ်လိုက်တယ်အဲ့တော့ duration ပြမယ် a duration ပြလိုက်မယ်မအား a duration က30အဲဒီမှာကြတော့စန်တာကနေတက်မှတ်လိုက်တာဖြစ်တဲ့အတွက်ဒီအစဆုံး Istanbul က30လိုချင်တယ်ဆိုရင်သူ့ရဲ့တဝက်ပင်ရရမှာပေါ့နော်5 and da uh, ဝိုင်းတန်ဘိုးကမတို့20လူချင်းနဲ့အပြည့်ဝပါတော့အပေါ်အောက်အပြည့်စု20လူချင်းဒါပေမဲ့စန်တာကနေစရပြီးတော့မှတ်ထားဖြစ်တဲ့အတွက်တစ်စီပဲရိုက်ထည့်ရပါမယ်ဒါဒါဟုတ်မဟုတ်မဟုတ် dimension လေးနဲ့တစ်ချက်ပြင်ဆင်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီကနေဒီသေးกว่าဝင်အော်ဒီကကြာတာ fit in အဲတပေရှင်လမဆိုတော့တပေက12လမ ရှင်လမက ်ရှစ်လက်မနဲ့ပေါင်းတော့20လက်မပေါ့နော်ဒါမှ20ရိုက်ထည့်ခဲ့တယ်တန်ဘူပေါ့အဲ့တော့အစ်တန်ဘူကရောအစ်တန်ဘူကလည်းဒီကနေဒီထိအစ်က30နော်အဲ့တော့30 20ဒါပေမဲ့စန်တာနဲ့စန်တာကနေဆက်ဆွဲဖြစ်တဲ့အတွက်တန်ဘူရိုက်ထည့်တော့က30 20လို့ရိုက်ထည့်လို့မရဘဲနဲ့5 30ဆိုပြီးရော5 10ပေါ့နော်5 10ဆိုပြီးရောတဝက်တန်ဘူပဲရိုက်ထည့်ခဲ့ရတာဖြစ်ပါတယ် ။အော်ဒီတိုင်းဆွဲမယ်စန်တာကနေမဆွဲဘူးစပြီးတော့ဒီတိုင်း elite command ခေါ်တမ်းမီ first point ချဆိုရင်တော့ extra မှုအပြေဝရိုက်တယ်ဝိုင်းတန်းမှုကြမှာတဝက်ရိုက်ထည့်ရတာပေါ့နော်။ဒါလေးကတော့ elite ဆွဲနေလေးပဲဖြစ်ပါတယ်။နားလည်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။